ဆက်ဆိုမင်္ဂလာပါမင်္ဂလာပါကျဆိုးပေါ့ဆိုင်ပါဟုတ်ဘယ်လိုကန္တနဲ့ဘယ်လိုလေးပေါ့ရဲ့အာကိုလီတုပ်ဆောင်သွားပါလားဟောပေါ့မက်စာလေးရဲ့ตาပေါ့ခဲတမဟုတ်မက်စာလေးရဲ့ตาပေါ့ခဲတမပေါ့ခဲတမဟုတ်ခဲတမခဲအတွက်ကိုဘယ်လိုလုံးမနေနေပါပါလဲလို့ပြောပါ အဲအရင်သုံးဖက်ဆရာမလိုပါဘူးဖက်ရိုက်ကျွမ်းတယ်ဟုတ်ပါဘူးဟောပါနောက်တော့တော့ဖက်မြိုက်ပြရပါဘူးကြမ်းမဲ့သူရိုက်ချင်နေပြီတော့သဟာတာပလော့လေးပါဘူးသဟာတာပလော့ဒါပေမဲ့ကိုယ့်ဒီမှာအဆောင်ကဘာပါလဲဟမ်ကိုယ့်ဒီအဆောင်ကဘာလဲဒါပေါင်တဲ့ဟာကအဓိကဟာကန်ဝဲအိုးကြီးပေါ့အဲ့ဟာဟာတာပလော့ရဲ့မှာပါတဲ့အိုးကြီးပေါ့အိုက်အိုးကြီးဟုတ်ပါဘူးကန်ဝဲအိုးကြီးကအပူကိုချင်းတဲ့ကဟိုကွန်စီမင်းနေကြလို့လားမသိဘူးနော်ပေါ်မှာချစ်လိုက်တော့ရီးစရာတွေဟာတာရရကျွန်တော် ဒါ၃ရက်မြောက်နေ့မှာတော်တော်ရင်နေရပြီပရမတော့ဇက်သိမ့်ညာမလဲဘူးဒုတိယရက်မှာတော်တော်သဘောပေါက်သွားပြီသုတ်ရက်မှာကျအားလုံးကဒီလူတွေအကုန်လုံးခင်နေကြတဲ့လူတွေပဲဆိုတော့လေပြီးအပြဇက်ကကျအဲ့လိုပို့လောက်လာတာပေါ့အဲ့ဒီနေလှုပ်လာပြူလာအများကြီးလှုပ်လာပို့ပြီးတင်လဲတင်ရလဲအဲ့လိုလားတင်ရတာပေါ့ကျွန်တော်ဆိုနေမကောင်းပါဖြစ်သွားတယ်ဟိုကအားတွေပါယူပြီးပြောရတယ်စင်အောက်ကလူကိုယ်မြင်လို့တော့ရှေ့ရင်းတော့လည်းပြဇက်တွေကြည့်ဘူးလေဟုတ်လေခုမှကျတော့ကင်မရာလည်းကျတော့ဟိုက closer ဆွဲပြီးတော့ ဟိုကလုတ်တာလေဒီမှာကြတော့ပေးသအများကြီးကိုဟုတ်တယ်ဟောရတဲ့ဟာကြတော့အဲဒါကပို့လုတ်ရအောင်ပို့မြင်အောင်ပေါ့အဲ့မှာနည်းနည်းလေးလုတ်တာပို့ပို့လုတ်ရအောင်ပို့လုတ်ရအောင်ကြောက်စရာအဲပြက်သက်တွေဒီလိုဘယ်တော့တော့ကမှုလဲအကားမကောက်ဘူးဟုတ်လား first time first time ဆိုရင်ရွေးရတာလေပြက်သက်ကတယ်ဟာသူလည်းဘာလို့လေးပွာတယ်လို့ပြောပျော်ဖို့ကောင်းတယ်လေပြားစက်ကြတော့မှားလို့မရဘူးအချိန်ချင်းတိုက်ရတာပေါ့ခဏခဏတိုက်ရတယ်ချင်းချင်းတိုက်မှာအလုံးအမားမခံဘူးပေါ့ဒါလည်းလည်းမှားလို့မရဘူးကြောက်လို့မရဘူးအရင်ပြောဖို့ကောင်းတယ် ကိုအကိုလေးမတွေနဲ့ဒါပေမဲ့အကိုလေးမတွေကကိုလေးခင်မင်းရင်းနေလူတွေကဟုတ်တယ်အကြောင်းတယောက်ပြနေတာတေချာလဲတိုက်ထားတာကြတော့ဒါကပို့ပြီးတော့ပြောပြဖြစ်မလားဘာလို့ဟိုလုတ်တဲ့လူကြတယ်နည်းနည်းစွတ်လုတ်ကြတာပို့လုတ်ကြတယ် ဟုတ်မတ်တာလေးဆိုလည်းဒီလိုပြည့်နေဟိုဟာလှုပ်မှာကျွန်တော်လည်းတကယ်နေကြရင်လှုပ်အောင်ပါအများကြီးကြံနေရမိုက်တော့တော့ကြည့်ပြဘယ်လိုလေးသဘောကြမဟုတ်ပါမိုက်ပေါက်စီတကားမှအလောင်းမလှုပ်ဘူးသူတော်တော်လှုပ်တယ်အဲအဝိုင်းနေတယောက်ဆောင်နေစားတာပါပဲစင်ပေါ်ရောက်လှုပ်ရမယ့်ဟာအပြည့်လှုပ်ကြရလေအာဒီမှာဆိုရင်ဘယ်လိုလေးကြည့်ရမလို့အာနည်းနည်းလေးပြောပြရအောင်ပြောမဆိုရင်ဟုတ်ကျွန်တော်ဒီ၁၀ရက်နေမှာတော့ဒါမျိုးသားကစားရုံမှာလာမှာပေါ့နော်တကယ်ဟိုအဲ့လိုမျိုးအမှတ်တရဖြစ်မယ်ဆိုချင်ပါတယ်ဟုတ်ဟုတ်ဟိုလက်ထဲသားတက်ကြည့်တူတက် ကူညီရမယ်ဆိုတော့ဒါအပြန်လဲတော်ရေးတက်ဆိုတော့ဘလိုလေးပုံပြီးဆေးရထက်တန်တယ်ဘလိုလေးပီတီဖြစ်နေတာပီတီဖြစ်ပါတယ်ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဝင်ကူညီရတယ်ဆိုတော့အမှတ်တရဖြစ်တယ်ပီတီဖြစ်တာပေါ့ဒါကဘာလို့ပြောကြလဲဟုတ်အာကျွန်တော်ဆေးရနေကြရမြို့သားကားဆိုင်ရုံမှာဒီကားပြတ်ပြောပြီးပြဇက်လေးရနေပြီးတော့ရလာမဲ့ဒီအလူငွေတွေပေါ့နော်အကုန်လုံးငနေမှာကြာရောက်နေတဲ့ဒေတာကံပီတီတွေအတွက်ကျွန်တော်တို့လည်းသွားမယ်လို့သိရတယ်အဲ့တော့လည်းပီတီဖြစ်မိပါတယ်ဟုတ်ချစ်စ ဆုံးပေါင်ဆိုင်လို့လည်းမပြတဲ့အတိုင်းဘလူတွေလာပေါင်ကြပြီးတော့ဘလူတွေဖြစ်ပြက်ကြတယ်ဟဲ့လားအဲ့လိုအဓိကဟာတာပေါ့ဟာတာဖြစ်အောင်ဘလော့တွေတိဆောက်ရတယ်ဆိုတော့ပြတဲ့အဲရေးတဲ့ဇညုံဆရာဦးတန်းထွက်သူလှုပ်ထားတာလေးဆိုတော့အဲဘယ်လိုကမှချစ်ဆရာလေးပျော်ဆရာလေးဖြစ်နေတယ်တကားမှမလုပ်ဘူးအဲ့လိုဟာတာတော့မရိုက်ဘူးဟုတ်ကဲ့ကျေးဇူးပါတရားဖြစ်မှာဟုတ်ကျေးဇူးပါဒီမလို့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ဘာပေါင်ဆိုင်အချစ်ဆုံးအပေါင်ဆိုင်ချစ်ဆုံးပေါင်ဆိုင်ချစ်ဆုံးပေါင်ဆိုင်ဟုတ် အချစ်ဆုံးတော့ပေါင်ပါလားဘာပေါင်ဘာပေါင်ရမလဲအဲကျင်းထဲမှာပဲဟိုခန်းစားလိုက်ပါအရန်ဇလန်းကျူပြောရဖြစ်မှာဆိုလို့ဟုတ်အခုနကစေဘောနည်းနည်းလေးအမြင့်ကြီးရတာလေးရတော့ဟုတ်ဒါပြည့်တော့ဆွေးလာမယ်အမတိကျွန်တော်မတိလူမိုက်လိုလိုပါလူမိုက်လိုလိုနဲ့တကယ်တော့အမှုသမားလေးပါအမှုသမားလေးပါအမှုသမားလေးကရေဖို့ရမှာလို့အမှုသမားလေးအဲတိုင်းယူယူနေတဲ့အမှုသမားလေးပေါ့တိုင်းယူယူနေတဲ့အမှုသမားလေးယူလဲယူရမူလဲမူရဆိုတာတင်တော့ပဲအဲ့တော့ရှေ့မှာဒီလိုပြဿနာကိုခဏခဏကောက် ကျွန်တော်ကတက္ကသိုလ်တက်တုံးကကရတယ်တက္ကသိုလ်တဲမှာကရတယ်ပြီးတော့စီနီယာတန်းတွေလည်းကရတယ်ဂျူနီယာတန်းတွေလည်းကရတယ်ပြီးတော့အမျိုးသမီးရေးရာပြဿနာတွေပါလည်းကဘူးတယ်ကျွန်တော်ဟုတ်တက္ကသိုလ်မှာကဘူးတယ်ဒီဘက်အပြင်ဘက်မင်းသားဖြစ်ပြီးတော့အဲ့လိုဟုတ်အဲတင်းဆောင်လုပ်ပြီးတော့မှမင်းကဘူးဒါပထမဆုံးပြန်ကပြတာဟုတ်အဲ့လိုဟိုတော့ကကျောင်းတော့ကခဲ့တာလေအခုဒီလိုကခဲ့တာဘာလေးကွာလဲဘာကွာလဲဆိုတော့လေဒီမှာကကြတော့အကုန်လုံးကအနုပညာရှင်တွေ professional တွေတငယ်ချင်းတွေကြပို့ထင်းရခက်တယ်စင်ပေါ်မှာကြလို့ချင်းတို့ကမူတဲ့ကောင်မူနေတယ် ပြီးတော့ကျဒါလို့တလူပြောတယ်ဟာဘာလို့လူပြောတာလဲမှားပြောတာမဟုတ်ဘူးတဲ့ပိုကြီးရတဲ့ဟာကတော့လူပြောတာတဲ့အဲ့လိုမျိုးတွေပေါ့နော်တငယ်ချင်းတွေလည်းသတိရပါတယ်အခုလိုစင်ပေါ်မှာပြန်တက်တဲ့ခါကျရင်ငငယ်တော့ကကျွန်တော်ပြဿတ်ဒူကားတဲ့တငယ်ချင်းတွေအန်ဒီတွေသတိရပါတယ်ဟုတ်ဒီမှာဆိုတော့ဟောအချင်းချင်းနားလေတယ်တူစုမိတယ်ဟုတ်လားအာဒိုက်တာလည်းရှိတယ်ဟုတ်တယ်ဟိုမှာကျတငယ်ချင်းချင်းတော့မလေးစားဘူးကိုကဒါဒါပြောဆိုလဲသူကပြောပြောချင်တာပြောအဲ့တော့ အပြောကြည့်ရပြောဟာဂျိတ်တော့ဖမ်းဖို့မိတယ်အဆိုးလေးလို့ကိုဘယ်လိုလုပ်တော့ဟုတ်အကုန်လုံးကလည်းအဲ့ဒီအချိန်ကျလည်းအကုန်လုံးကဘယ်လိုပြောမလဲကျွန်တော်တို့အဖွဲ့ထဲမှာလူစုံနေလူစုံနေတယောက်ဆိုလို့ရှိရင်အခုသူဆရာဝန်ဖြစ်ပြီးတဲ့နောက်မှာမှဘုန်းကြီးအပြီးဝက်သွားတာပေါ့နော်ဇာတ်သက်ဘုန်းကြီးဝက်သွားတာအဲ့တဲ့ငယ်ချင်းဆိုလို့ရှိရင်လည်းအကုန်လုံးအကုန်လုံးကငိန်တဲ့လူပါတယ်အေးတဲ့လူပါတယ်ငကိုတွေကတောင်းကျတဲ့လူပါတယ်ဟောတကယ်ဆင်မောကရောက်သွားတဲ့အချိန်ကျအကုန်လုံးဟိုဟာသွားတယ်လို့ကြောင်သွားတယ်ဆိုတာတသက်မှမရှိဘူးအဲ့လိုမျိုးအရန်အရန်ဟိုအဆင်ပြေကြတယ်ကျွန်တော် ဒါကဒီအနုပညာဘုရားဒါကျောင်းကလေးကလာပဲကလေးကပါခဲ့တယ်လို့ပြောမှာကျွန်တော်မမှတ်ရပြီသူငယ်တန်းလောက်တည်းကကိုယ့်ကိုအနုပညာဝါသနာပါမယ်ကျွန်တော်သိတယ်အဲ့အဲ့လိုဘယ်လိုသိရလဲဆိုတော့ကျွန်တော်အဲ့လိုကျွန်တော်ချော်လဲအချိန်မှာစိုက်ကဖြတ်ကျိတ်သွားပါဘောနော်ဖြတ်ကျိတ်သွားတဲ့အချိန်မှာကျွန်တော်ချော်လဲတဲ့အချိန်မှာစိုက်ကဖြတ်ကျိတ်သွားကျွန်တော်ဘောကနေအဲ့တော့သူငယ်တန်းတော့အဲ့အချိန်မှာကျွန်တော်လက်ထက်မှာရေဘူးကင်တာအဲ့အချိန်နဲ့ကျွန်တော်အဲ့လိုဇလန်းနေစဉ်းစားရတာဘောနော်သူငယ်တန်းတော့ဒီရေဘူးလေးကိုလို့ငါလွှတ်ပစ်လိုက်လူတွေကအုံတာ လွတ်ပစ်လိုက်လို့ရှင်ဒီရေဘူးလေးသာတွေ့ရင်ငါအိမ်ကလူတွေလာကြွေးတဲ့လူကငါလဲနေမှတိမှာပဲပေါ့နော်အဲ့နဲ့အဲ့ချော်လဲနေတန်းလန်းနေတော့ရေဘူးလေးလွတ်ပစ်လိုက်တာအဲ့လိုမျိုးလေးပေါ့ပြင်တဲ့ခြေောက်ကပြန်နည်းနည်းပြန်ကောင်းနေပြီပြန်ကောင်းနေတာကိုကိုရန်လေးရဲ့အဲ့ဒီဂျိုင်းတောင်းတဲ့ကားကိုကြည့်ပြီကျွန်တော်အဲ့လိုအိမ်မှာထုံနေထုံနေလိုက်လျှောက်တာအဲ့သူငယ်တန်းနေကဂျိုင်းတောင်းတဲ့ကားကိုရန်လေးရဲ့ဂျိုင်းတောင်းတဲ့ကားညာမင်းသားလားမသိဘူးအဲ့ကားကိုကြည့်ပြီကျွန်တော်အဲ့လိုထုံနေထုံနေလိုက်လျှောက်တာ အိမ်ကလူတွေလန့်ရသွားပါတော့ခြေောက်ကပြန်ကောင်းနေပြီလားဘလို့ထက်ခိုင်းမိရလားမဟုတ်ဘူးလို့အဲ့ရုပ်ရှင်တွေကလို့လက်လက်လျှောက်တာအဲ့လိုဒီလိုကိုအိမ်မက်မက်ခဲ့တာစိတ်ကူးရတာအကယ်လို့ခွင့်ရခဲ့တဲ့ဖြစ်ညွန်ဆိုဘလို့ပြောမလဲအဲဟုတ်တယ်ဟုတ်တယ်အဲ့လူလူတွေကပြောရပါတော့တချို့တွေကကြလဲအဒီတက်အောင်မြင်စေချင်ကြတယ်ကျွန်တော်ဟုတ်ပါတယ်ကျွန်တော်လည်းဒီတက်အောင်မြင်ချင်တာပေါ့ဒါပေမဲ့အခုလိုလုံခွင့်ရတာကဒါကျွန်တော်အောင်မြင်မှုပဲ အဲ့လိုနေပဲအရန်ဝေးကျွန်တော်တို့ကလေကြားထားတဲ့ဘွဲဆရာဝန်ဘွဲလောက်တာအနုပညာသူများအဲ့လို background လဲကျွန်တော်တို့ကရှိရမို့အရင်နည်းလဲရှိရမို့အော်အနုပညာကိုချစ်တဲ့စိတ်တစ်ခုပဲရှိတာအဲ့ဒါနဲ့တော့မှကျွန်တော်တို့ကအာဒီအနေအားထိရအောင်လာနိုင်တယ်ဒီလောက်ထိအနုပညာတွေနဲ့ဟိုအဆက်မပြတ်လုံးနိုင်တယ်ဆိုတာဒါကျွန်တော်ရအောင်မြင်မှုလို့ပဲကျွန်တော်ပြောလို့ရပါဘူး။အာဒီဘာလို့မြတ်တော်တော်အထွေမှာဘယ်သူတွေပါကြမလဲဘယ်လိုဒီလိုဒီမှာလား။ ဒီမှာကအချက်ဆုံးပေါင်းတိုင်းမှာအချက်ဆုံးပေါင်းတိုင်းမှာကိုကျော်ထက်အောင်ပါမယ်ကိုကျော်တက်တော်ပါမယ်ဒါလည်းဂျင်းမှာကျူစော့နေကြပေါ်တာတွေပြန်ဆုံနေပြီးရင်ဥက္ကူကူတို့သားဖားပါမယ်နေတရားအောင်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်မင်းပိုင်ကြံသေးတယ်မင်းပိုင်ကြံနဲ့ဒီဘက်အချမ်းမှာဆိုလို့ရှိရင်မဇာလေးမအေးတောင်းမမဆောင်အဲပြီးတော့ညီမလေးရှာအဖွဲကလူဟွာဖြစ်ပါတယ်အင်အားကောင်းပါတယ် ဘာအင်အားကောင်းတယ်ဘူရီကလည်းအာတန်းတိုင်းပုံပေါ်ပွင့်မှုလာဆိုရင်ဘယ်လိုလေးပြတ်တည်ကြည့်ရမလို့ကြိုးပြီးနည်းနည်းလေးပြောပြမယ်အဲဇာတန်နိုင်ကလည်းတေချာတင်ပေးပါတယ်ဇာလန်းဆိုရေးတာတေချာလည်းတင်ပေးတယ်အာကိုလည်းဟိုဘယ်လိုပြောမလဲ အကုံစီနီယာတွေတဲ့အထဲမှာအကောင်းဆုံးဖြစ်အောင်လုပ်ကြိုးစားမှာပါဟုတ်ကဲ့အဲ့တော့ဒီဟာကကျွန်တော်တို့မလင်တော်ပြည့်ပြည့်စုံတဲ့ပြန်လည်တူတော်ကြီးဆိုတော့အဲ့ဒီ feeling လေးကဘယ်လိုလေးပြောပြမလဲအဲ့ဒီအဲ့ဒီအရာလေးအဲ့ဒီကတော့ PT ဖြစ်ရတာပေါ့နော်ကျွန်တော်တို့ကအနုပညာလိုရတာတခုတည်းနဲ့မဟုတ်ဘဲနဲ့ PT လေးပါထပ်ပေါင်းတာပေါ့အနုပညာ plus PT လေးထပ်ပေါင်းတော့ဟိုပို့ပို့ပြီးတော့ဟိုကျင်းနူးရတာပေါ့လေအလုံးလုံးရင်းနဲ့ဟုတ်ဒီဘာပြတော့ဒီဟုတ်ကဲ့ကျွန်တော်တို့ကဒါက၁၀ရက်နေ့မှာကပြမှာဖြစ်ပါတယ်ကပြတဲ့ခါကျလို့ရှင်လဲ၁၀ရက်နေ့ ဆတရနေ့ကဂီတဆနေ့နေ့ကသဘင်ပေါ့နော်ကျွန်တော်အနုပညာရှင်တွေအာတက်ဆွမ်းတဲ့အနုပညာနဲ့ဒီရံပုံငွေမှာပါဝင်မှာဖြစ်တဲ့အတွက်ပြည်သက်ကြီးကလည်းကျွန်တော်တို့လာကြည့်ပေးပါအလူငွေလှူပန်းပြီးတော့ကျွန်တော်တို့နဲ့အတူတူအဒီအလှူကြီးကိုရံပုံငွေကြီးကိုအထမြောက်ကိုကူညီပြပါလို့ပြောချင်ပါတယ်ကျေးဇူးပါတယ်